အလုတ်ပြင်းလို့တဲ့သားကိုမိဘနှစ်ပါးကညှဉ်းညင်လာပါပြီမင်္ဂလာပါရှင်မွန်နိုင်ခြင်းတွေကပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့လဲတိုင်းရင်းသားပုံမြင်နေတဲ့ကနေပြီးတော့စွမကြနာကပုံမြင်တဖို့ဖြစ်တဲ့ငှက်ထောင်သမားဆိုတဲ့ပုံမြင်လေးကိုပြောပြပေးမှာပါလူတူလှရေးသားတာပါရှင် တခါကစွမရနာကယွာဒီဝါမှာလော်ရော်ပေါ်ဆိုတဲ့လူတယောက်ရှိပါတယ်သူကငငယ်ကနေကအလွန်ပြင်းတဲ့သူတယောက်ပါ သူမိဘကချော်လို့တမျိုးချောက်လို့တွယ်ခိုင်းမိမယ်မရလို့အကြံဖက်ရိုက်နဲ့ခိုင်းကြပြန်နေဒါပေမဲ့ပြင်းပြပြင်းနေလို့လက်လျှော်ပြီးဘာမှမခိုင်းကြဘူးဆုံးဖြတ်လိုက်ကြတော့တယ်ဒီလိုနဲ့ပြင်းထူရင်လည်းလော်ပေါ်ကအရွယ်ရောက်လာခဲ့ပါပြီမိဘနှစ်ပါးကလည်းသူတို့သားကိုစက်ကြွေးဖို့ညှို့ညင်လာပြီးဘလို့လောက်အောင်လဲဆိုတာအချင်းချင်းခဏခဏဆွေးနွေးကြတယ် ။ဒီနေ့မှာအဖေဖြစ်တဲ့သူက မိမပေးစားဖို့အကြံရတယ်။အိမ်အောင်ချပေးပြီးအိုးစားခွဲလေးရင်လော်ရော်ပေါ့လေ။ဝိုင်းကြီးအတွက်အလုပ်တစ်ခုခုတေချာလိုရတော့မယ်လို့အဖေဖြစ်သူကတွေးမိတာ။ဒီအကြံကိုမိခင်ကလည်းသဘောကျလို့ရက်ရွာတွေကမိန်းကလေးတယောက်ကိုထုံးစံအတိုင်းတောင်းရန်ပြီးထိမ်းမြလက်ထပ်ပေးလိုက်ပါတယ်။လော်ရော်ပေါ့လေသူမိဘနဲ့တိုးတိမ်စီဖြစ်သွားပါပြီ။ လော်ရော့ပေါ့ရဲ့မိမကလည်းသူ့ယောက်ျားတဖြည်းဖြည်းနဲ့အလုတ်ကောင်းကောင်းလုပ်ရဲလို့အောင်းမိပြီးဘာမှမပြောဘဲသူကပဲလုတ်ကျွေးနေတာပါဒါပေမဲ့သားသမီးရလာတဲ့အထိလော်ရော့ပေါ့ကပြင်းပြပြင်းနေပြန်တော့တယ်သူ့မိမကတိမခံနိုင်တော့ပဲမကြခဏစူမှုချိန်မောင်းတော့တာပေါ့ကြာတော့လော်ရော့ပေါ့ကလည်းနိုင်ကြီးလာပြီး နှစ်ထောင်ပြီးလှုပ်ကြွေးပါမယ်လို့ခရီးပေးလိုက်ရပါတယ်။ဇနီးဖြစ်သူကဝမ်းသာပြီးနှစ်ထောင်နှစ်ကရိယာတွေကိုသူကိုယ်တိုင်ရှာဖွေစုဆောင်းပေးပါတယ်။လော်ရောပေါ်ကလည်းတော်ရင်းကို နေတိုင်းသွားပြီးနှစ်ထောင်ရယ်။ဒါပေမဲ့ရလာတဲ့ငှက်တွေကိုအိမ်ကိုပြန်ယူဖို့ပြင်းလို့တော်ရဲမှာပဲကင်စားဖြစ်တာပါတဲ့။ရှစ်ကြလာတော့သူမိမကမတင်ကြတော့ပဲတနေ့သူ့ယောက်ျားနောက်ကိုလိုက်ချောင်းတာပေါ့။ တယောက်ချင်းငှက်တွေးကင်းစားနေတာကိုမြင်ရတော့ဒေါသတွေဖြစ်ပြီးတော့အနားမှာရှိတဲ့တက်ကိုင်းတွေကိုချိုးပြီးအတန်ကိုအော်ဟစ်လိုက်တော့လော်ရော်ပေါ်ကမိဘဘောကင်ထားတဲ့ငှက်ကိုမယူနိုင်ပဲထွက်ပြေးပါရောသူမိမကနှစ်ကင်ကိုယူပြီးအိမ်ပြန်လာခဲ့တယ်။ညစာထမင်းဝိုင်းမှာတာကြီးဆုံးကသူ့မိတင်ပေးထားတဲ့အတိုင်းပဲအဖေကျွန်တော်တို့ညက်ကင်စားခြင်းလို့တွားဖမ်းခဲ့တာ။ အဖေကကျွန်တော်တို့ကိုမကြွေးချင်မိမဲ့ကျွန်တော်တို့ကြွေးတာကိုတော့စားပါအောင်လို့ဆိုပြီးလော်ရော်ဘော့ထားပြခဲ့တဲ့ငှက်ကင်ကိုကြွေးလိုက်ပါတယ်အဲ့ဒီအခါမှာလော်ရော်ဘော့ကစိတ်ထိတ်ခိုက်ပြီးနောင်တရလိုက်တော့သူ့သားသမီးအတွက်သူပဲရှာဖွေကြွေးတော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်လော်ရော်ဘော့ကအမဲလိုက်ဖို့တိုးရဲထွက်ခဲ့ပြန်ပါတယ်တိုးရဲမှာနနောက်တကောင်ကိုမြင်တော့သူ့စီမှာဘာလက်နဲ့မှမပါလာတာကို တတိယပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ရအောင် ဖမ်းမယ်ဆိုပြီးတော့အခြေအနေကိုကြည့်နေပါပြီနနောက်ကအမိထောင်ပြီးတော့မစင်စွန့်နေလို့စအိုဝပေါ်နေတာကိုမြင်ပြီးဒါကိုလော်ရောပေါ်ကဘာမှနားမလည်ပဲနွားရဲ့စအိုပေါ်နေတာကတဘာဝတိုင်းဖြစ်တယ်လို့သူကထင်နေပါတယ်နနောက်ရဲ့စအိုဝကနေဥအသေးတွေကိုနှိုက်ယူမယ်ဆိုတဲ့စိတ်ကူးနဲ့အမြန်ပြေးပြီးနနောက်ရဲ့ ထောင်နေတဲ့မြို့ကိုခိုင်းပြီးစအိုးတွေကိုလက်ထိုးနိုင်လိုက်ပါရော။နနောက်ကလည်းလန့်ပြီးစအိုးကိုရှုံလို့ခြေကုံတုတ်ပြီးတော့လော်ရောပေါ်မှာသူ့လက်ကိုပြန်ဆွဲနှုတ်မရပဲဒီလိုတိုက်ပြီးပါသွားတော့တယ်။ဒီလိုတိုက်ပါသွားရင်လည်းလမ်းမှာတစ်ပင်တစ်တုံးတွေနဲ့တိုက်မိပြီးတည်ဆုံးသွားပါတယ်။လော်ရောပေါ်ကတည်ပြီးတဲ့နောက်မှာလည်းချက်ဘူးဖြစ်သွားတယ်။ ထဘူဘွားမှာလည်းပြင်းတဲ့အခြေအင်းကမပြောက်သေးပဲလှုပ်လှုပ်ရှားရှားမရှိထင်းကြောက်တွေကြတဲ့ညင်နေတာလို့ပြောစမှတ်ပြူနေကြပါတော့တယ်လူပြင်းလေးရဲ့အကြောင်းကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့တွေလေးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လေးဆုံတွေ့ကြအောင်ပါရှင်